ကဲ free ရတဲ့ promo diamond အနေနဲ့ကျွန်တော်တို့ဘယ် second တွေဝယ်သင့်လဲပြီးကျွန်တော်ဘယ် second တွေကဝယ်ဖို့အတန်ဆုံးလဲဆိုတော့ကျွန်တော်ဒီနေ့ပြင်ဦးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော် recommend ပေးသွားမှာကတော့ကျွန်တော် roll အားလုံးလို့ပြောလို့ရတဲ့ tank fighter assassin me maxman support ဆိုပြီးတော့အကုန်လုံးကိုကျွန်တော် recommend ပေးမှာဖြစ်ပါတယ်ချောင်းစတန်းလိုချင်တဲ့သူတွေအတွက်လည်းပဲကျွန်တော် promo diamond နဲ့လဲသင့်လားမလဲသင့်လားဆိုတော့ရေးပြီးပြီဆိုတာနဲ့ကျွန်တော် app recall ဖောက်သင့်လားမဖောက်သင့်လားဆိုတာတွေပါကျွန်တော်တခါတည်းပြောပေးသွားမှာပဲဖြစ်ပါတယ်ကဲဒီ view လေးမစား ခင်ထုံးစံနိုင်ဘရာဒါတို့အဆင်ပြေရယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးတွေကြည်တိုင်းမှာ US UK VPN လေးချိတ်ပြီးတော့မှဆက်ကြည့်ပေးကြဖို့အတွက်ကျွန်တော်မြစ်တာရက်ခန့်ခြင်းပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော် second နေ recommend မပေးခင်မှာကျွန်တော်60 second ကို promo diamond နဲ့လှည့်လို့ရတာပြီးပြီဆိုတာနဲ့ကျွန်တော် diamond ဘလောက်ထိကုန်နိုင်လဲဆိုတာကိုအရင်ဆုံးပြောပြပေးမယ်ဆိုရဲကြောင့်မို့ကျွန်တော်ဒီ event မှာ promo diamond ကိုထည့်လှည့်လို့ရတာလူတိုင်းသိပြီးသားဖြစ်နေမယ်ဒါပေမဲ့ဘရာဒါတို့အနေနဲ့ promo diamond 1000လောက်ရှိနေရင်တောင်မှရိုးရိုး real diamond ပေါ့နော်တကယ် diamond အစစ်နောက်တဲ့2000 1000ကနေ3000ကြာထပ်ပြီးကုန်ကြနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့ပြန်ပြန်ဖြစ်တဲ့တကြောင်မို့နေလေနေသွားနိုင်တယ်များရင်လည်းများသွားနိုင်တယ်ဆိုတော့ကျွန်တော်အနေနဲ့လိုရင်းတူရှင်ပြောရမယ်ဆိုရင်တော့ကျွန်တော်6စတန်းလိုချင်တဲ့ညီကိုများက Diamond 2000ကနေ3000ကြာထပ်ထည့်နိုင်တယ်ဆိုမှပဲဒီ6စတန်းကိုပြင်မလားယူဖို့အတွက်ကျွန်တော် recommend ပေးပါတယ်ဘာလို့လဲဆိုရင် Diamond ထပ်မလိုက်နိုင်တော့ဘူး promo Diamond နဲ့ပဲ brother တို့တွေကဝယ်မယ်ဆိုရင်ကတော့ဒီ event မှာလုံးဝလက်မကြည့်ပါနဲ့ဒီ event က promo Diamond only သုံးမဲ့သူတွေအတွက်လုံးဝလုံးဝမဟုတ်ပါဘူးဟဲ့ဆိုရင်ကျွန်တော်တို့ အားလုံးသိကျင်နေရတဲ့ကျွန်တော် second ni recommend စပြီးပေးပါမယ်ခင်ဗျာကဲဆိုရဲကမှကျွန်တော်က second ni ကို roll လိုက်ပေးမှဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့အမြင်နဲ့ပဲပေးသွားမှာပါအရင်ဆုံး promo diamond နဲ့မဖြစ်မနေဝယ်ရမယ် second 4ခုရှိတယ်အဲ့ဒါကဘာတွေလဲဆိုပထမဆုံးတစ်ခုအနေနဲ့ matchla 16ရက်နေ့မှာထွက်လာမယ် benedita second အစ်စ်ပဲဖြစ်ပါတယ်ဆိုရဲမှကျွန်တော်ကြားထားတဲ့သတင်းတွေရဆိုရင်ဒီ second က promo diamond ကိုအသုံးပြုပြီးဝယ်လို့ရမယ်လို့ကြားထားတယ် second ကလည်းအသေးတော်တော်လေးလေးလှတယ်မြင်တဲ့အတိုင်းပဲနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ roger second ပေါ့နော်ဒီ second ကတော့အများကြီးလို့ပြန်လာလေးရှိတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော် curry second င်ဒီ second လည်းအလုံးသိကြတဲ့အတိုင်းပဲပြန်လာလေးရှိရဲ့အဲနောက်တစ်ခုကတော့မသေးကြဘူးပေါ့နော်ကျွန်တော် Selina ရဲ့ virus second ပဲဖြစ်ပါလေဆိုတော့ဒီ second ကတော့ပြန်လာမလားမလာဘူးလားတော့ကျွန်တော်သေချာတော့မသိသေးဘူးဒါပေမဲ့အရင်နှစ်တုန်းကလာမသိဘူးကျွန်တော်ပြန်လာထားတယ်ဆိုတော့ဒီနှစ်မှလည်းပြန်လာနိုင်တယ်ပေါ့နော်ဆိုတော့တကယ်လို့လာခဲ့မယ်ဆိုရင်တော့ဒီ second ၄ခုကဦးစားပေးပြီးဝယ်သိမ်းတဲ့ second လို့ကျွန်တော်ပထမဆုံးပြောချင်တယ်ပြပထမဆုံးအနေနဲ့ကျွန်တော်တန်ရိုးအတွက်အရင်ဆုံးပြောပါမယ်ခင်ဗျာပထမဆုံး Templeia ခုံကြီးရအတွက်ကျွန်တော်တို့ပထမဆုံး recommend ပေးနေတာ live moment ဖြစ်ပါတယ် live moment second ကတော့ကျွန်တော်ဘယ်တော့မ ဆိုဝယ်တင်တဲ့ထဲမှာပါပါတယ်။ဘာလို့လဲဆိုတော့ second effect ကလည်းတော်တော်လေးလှပြီးတော့ animation ကလည်းတော်တော်လေးပိုင်းနေတဲ့ထဲမှာပါပါတယ်။အမြဲတမ်းလို့လို့ပွဲထဲမှာဆိုရင်လည်းထင်းနေတာများတယ်။ live one second เนี่ยဒါကျွန်တော်စောက်ဖို့ပြောတာမဟုတ်တကယ်ပြောတာကျွန်တော် brother တို့အနေနဲ့ template ကလည်းဖြစ်တယ် degree ရယ်လည်းကင်နေဆိုရင်ကတော့ဒီ second ကဝယ်ကိုဝယ်လိုက်ပြီးကြတော့ degree ရယ်က matter ဝင်နေတဲ့ထဲမှာပါတယ်။ okay နော်ပြီးပြီဆိုရင်ကျွန်တော်ဒုတိယဥစ္စာ barrier ကိုတော့နည်းနည်းကျော်လိုက်မယ် fighter ထဲမှာထည့်မှာမဟုတ်လို့ပေါ့နော်။နောက်တစ်ခုအနေနဲ့ကျွန်တော် blessing frank ကိုအမှန်တကယ်ပြောရရင်ကျွန်တော် blessing second ကို recommend မပေးဘူးဗျ။ဘာ လို့အခုမှကျွန်တော် recommend ထားပြီးပေးရလဲဆိုတော့ revamp လုပ်ထားလို့ revamp လုပ်ထားတဲ့ကြောင့်နည်းနည်းပို့ပြီးတော့လှနေရပေါ့နော်ပုံမှန်အတွက်ဆိုတဲ့ကြောင့်မို့ brother တို့နေ friend ကိုလည်းကင်နေ second လည်းမရှိဘူးဆိုရင်တော့ဒီ blessing second လေးကိုနည်းနည်းစဉ်းစားဖို့တော့ကျွန်တော်ကြံပေးတယ်ဘာလို့လဲဆိုတော့ revamp လုပ်ထားတဲ့ကြောင့်ပို့လှနေလို့ကျွန်တော် recommend ပေးတာပြောပြီးပြီနော်ပြီးပြီဆိုတော့ degree ရဲ့ကိုကျွန်တော် live လောက်တိလည်းမလိုက်နိုင်ဘူးဆိုတဲ့အတွက်လူတွေအတွက်ပေါ့နော်ကျွန်တော် separation second လေးရှိမယ်ဒီ separation second လေးကလုံးဝဆောက်ထားကြတဲ့ထဲမှာပေါ့ပါလေခင်ဗျာဆိုတော့ brother တို့အနေနဲ့ဒီ second လေးကကျွန်တော် live မကင်နိုင်တဲ့တွေအတွက်ဒီ second လေးကလုံးဝကိုရွေးချယ်စရာတခုလိုပဲကျွန်တော်ကပြော ကျင်ပါတယ်ဆိုရအောင်လို့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဘာတွေရှိအောင်မလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင် Halloween Skin ဖြစ်ပါတယ်ကျွန်တော် Franco Halloween Skin လေးပေါ့နော် Halloween Skin တွေကိုကျွန်တော်က recommend ပေးတာများတယ်ဘာလို့လဲဆိုတော့ Halloween Skin တွေကသူ့အနေနဲ့သူ unique ဖြစ်ပြီးတော့လှတယ်လို့ကျွန်တော်ပြောလို့ရတယ် Diamond ကလည်း900ကျော်ပဲဖြစ်တော့ကြောင့်မို့အဲ့ဒီနေ့မှာ discount နဲ့လာမယ်ဆိုရင်ကျွန်တော်တင်400လောက်နဲ့ရမယ်ဆိုရအောင် promo Diamond သုံးမယ်ဆိုရင်တော့တဝက်လောက်ပဲသုံးရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အမြင်ကိုပြောပြတာပါခင်ဗျာကြည့်ဆိုရအောင်နောက်နဲ့ဘာ Skin ရှိသေးလဲ Tikri ရဲ့ဒီ special ကတော့ no ျွန်တော်အနေနဲ့ effect တွေကိုမကြိုက်ပါဘူးဆိုရင် brother တို့အနေနဲ့မဝယ်သင့်ဘူးလို့ပဲကျွန်တော် recommend ပေးချင်တယ်ပြီးပြီဆိုရင်ကျွန်တော်စက်ကြည့်မယ်ဆိုရင် degree ရဲ့ဟုတ် degree ရဲ့တောင်ဖြစ်နေပြီ cutter gacha epic ခေါင်းကြီးတို့ဂတ်တော်ကလုံးဝကိုမတန်ဝင်နေတယ်ထင်မှာပါတယ်ကျွန်တော်တို့ဒီစကင်မှမရှိသေးဘူးဆိုရင်တော့ခေါင်းကြီးတို့တမ်ပလီယာမပြီးတော့ဘူးပြကြဂတ်တော်ကဖိုက်တာနေနေလဲဆော့လို့ရတယ်ပေါ့နော်ဒါမှမဟုတ်တန်းဆော့တာများပါတယ်ကျွန်တော်တို့ဂတ်တော်စကင်ကတော့လုံးဝဝဲကိုဝဲချားတင်ပါတယ်ခင်ဗျာဒီစကင်ကြီးကတော်တော်လေးပိုင်းပါတယ်โอเคလားမသိဘူးနောက်နေ့တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ Trizzler တို့ဘာလို့ကြော်လိုက်မယ်အဲဒီမှာ live ရာ Grow Epic ခေါင်းကြီးတို့ ကရော့အပစ်ကျွန်တော်အမြဲတမ်းလို့ recommend ပေးပါတယ်ဒီကရော့အပစ်ကတော်တော်လေးလှတဲ့အထက်မှာပါပါတယ်ဆိုရင်ဘာလို့လို့အနေနဲ့ကရော့လည်းကင်နေဆိုရင်ကတော့ဝဲကိုဝဲထားတဲ့နဲ့တကူရှိတာကကရော့က advance server မှာ revert လုပ်နေပြီးမကြငယ်မှာလာလိမ့်မယ်ဆိုကြောင့်ဘာလို့လို့အနေနဲ့ဝဲတဲ့လို့ကျွန်တော်ချက်ပြောခြင်းတဲ့ပြီးပြီဆိုရင်ကျွန်တော်ဘာလို့ရှိအောင်မလဲအဲ Uranus ပေါ့နော်အမှန်တကယ် Uranus က offline နဲ့မှာပါတာဆိုပေမဲ့ကျွန်တော်တခါလေး recommend ပေးလိုက်တော့မယ် Uranus ဒီ second လေးကတော်တော်လေး fine တဲ့အထက်မှာပါတယ်ဗျဆိုကြောင့်ဘာလို့လို့အနေနဲ့ Uranus ကင်နေဆိုရင်ဒါတက်တော့မဟုတ်ပေမဲ့ offline သွားတာ တာဆိုတော့အဲဝယ်သိနေဆိုကျွန်တော်တခါတည်းကြားညက်ပြီးပြောလိုက်တော့မယ်ပေါ့နော်ဆိုတော့မှဒါလေးလည်းဝယ်သိမှာတယ်ခင်ဗျာပြီးပြီဆိုတော့တခြားဘာစကင်လေးအဲကမလာအပစ်လေးကောင်းကြီးတို့ဒီကမလာအပစ်လေးကကျွန်တော်တို့ထွက်ထားတာတအားကြီးမကြသေးပါဘူးခင်ဗျာပြောတင်တာက grow ရောဘာလို့တော့မကြသေးဘူးပေါ့နော်ဆိုရင် brother တို့အနေနဲ့ဒီစကင်လေးကတော်တော်လေးလှလာဖြစ်တဲ့ကြောင့် brother တို့အနေနဲ့ဝယ်ဖို့ဝယ်သိတဲ့ထင်မှာပါပါတယ်ကျွန်တော်နောက်တာမဟုတ်ပါဘူးတကယ်ပြောတာပါခင်ဗျာဒီကမလာအပစ်လေးကဝယ်သိမှာတယ်ခင်ဗျာဆိုတော့ကြောင့်မလို့အဆင်ပြေလားကောင်းကြီးပြီးပြီဆိုတော့နောက်ထပ်ဘာလေးရှိအောင်မလဲအဲ addict MBL ကောင်းကြီးတို့ဒီ addict MBL ကကျွန်တော်ဖတ်ထားတာဘလောက်မှမကြသေးပါဘူးခင်ဗျာလောကကိုအစ်စ်ဆက်ဆက်လေးလို့တော့ကျွန်တော်ပြောလို့ရသေးတယ်ဆိုရင် brother တို့အနေနဲ့ဒီ edit ကို run ဆော့ခြင်းနဲ့ဆိုရင်ဒီ second လေးကလည်းရွေးချယ်စရာတစ်ခုလို့ကျွန်တော်အနေနဲ့ပြောခြင်းနဲ့ပေါ့နော် okay ကျွန်တော်နည်းနည်းတော့ထက်ကြည့်ရအောင်နည်းနည်းတော့ထက်ကြည့်ရခြင်းမှာ Barcia Special တော့ကျွန်တော်အခုချိန်မှာဆိုရင်တော့ update မပေးခြင်းတော့ဘူး update တောင်ဖြစ်နေပြီ recommend မပေးခြင်းတော့ဘူးပေါ့နော်ပြီးပြီဆိုရင်ဒီမှာဆိုရင် Halloween skin လေးတွေရှိအောင်မယ် Halloween skin လေးတွေကလည်းဝယ်သင့်တယ်နော်ကျွန်တော်ပြောတဲ့အတိုင်းပဲ Halloween skin တွေကတကယ်ကို fine တဲ့ထဲမှာပါတယ်ဒီမှာဆိုရင်အကိုင်း Halloween skin လေးကထွက်ထလာတအားကြီးမကြသေးဘူးနည်းနည်းလေးတော့ကြာတယ်ဆိုရင်တအားကြီးမကြသေးဘူးဆိုတော့မဝယ်သင့်တဲ့ထဲမှာပါသေးတယ်ဆိုတော့မကြည့်ရသလောက်ဆိုရင်ကျွန်တော်ညွန်ပေးခြင်းတာကတော့ Templier တို့ဒီ skin တွေပဲဖြစ်တယ်ကဲကျွန်တော်ဒုတိယတစ်ခုအနေနဲ့ Fighter မှ Fighter Player တွေ င်သူကကျွန်တော် recommend စပြီးပေးပါမယ်ခင်ဗျာပထမဆုံးရင်ကျွန်တော် Luke Live Bomb ဖြစ်ပါတယ်ကျွန်တော်အမြဲတမ်းပြောလို့ပဲ Live Bomb skin တွေကလုံးဝရှိုးမတော်ဘူးကျွန်တော်တို့ကတော့လုံးဝ fine တယ်ဆိုတော့ကျွန်တော် Luke Live Bomb ကတော့ရှိကိုရှိတဲ့ね Luke Player Man နဲ့ဆိုရင် Live Bomb မှမရှိဘူးဆိုရင်ကောင်းကြီး Luke Player မဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့မရှိသေးတဲ့လူတွေကအခု promo diamond နဲ့ free ရတော့မှဝယ်တာ okay เนาะကောင်းကြီးပြီးပြီဆိုရင်ကျွန်တော် Zilon Epic ပေါ့เนาะအမှန်တိုင်းပြောရင် Zilon Epic ကပိုင်နေလူတော်တော်များပါတယ်ဘာလို့ဝယ်ခိုင်းတာလဲဆိုတော့လှလို့ဝယ်ခိုင်းတာပါတချို့ဆို free တောင်ရတယ်ပေါ့เนาะ diamond နဲ့တော်တော်လေးလှ တော့ကြောင့်မို့ကျွန်တော်ကဝယ်ခိုင်းရခြင်းဖြစ်ပါတယ်ခင်ဗျာ recommend ပေးတာပေါ့နော်ဆိုတော့ကျွန်တော်နှစ်ကောင်ရှိပြီပြီးပြီဆိုရင်ကျွန်တော် bain epic ပဲဖြစ်ပါတယ်ကဲခေါင်းညွှန်ကြီးဒီ bain epic ကကျွန်တော်တော်တော်လေး fine နေပြီးကျွန်တော်ဖတ်ထားတာတအားကြီးမကြသေးတဲ့အထဲမှာပါတယ်ဆိုတော့ကျွန်တော်အစ်စ်အစ်စ်မီမီတော့မဟုတ်ပေါ့နော်ဆိုတော့ကျွန်တော်ဝယ်သိတဲ့အထဲမှာတော့ပါသေးတယ် okay လားတော့မသိဘူးအဲနောက်ထပ်တစ်ကောင်အနေနဲ့ကျွန်တော် roger epic လေးပဲဖြစ်ပါတယ်ခင်ဗျာခေါင်းညွှန်ကြီးဒီ roger epic ကကျွန်တော် rebrand လုပ်ပေးထားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကတော်တော်လေးကို fine နေသေးတယ်တော်တော်လေးမိုက်နေသေးတယ်စက်ပြင်းလို့ကျွန်တော်ကပြောချင်တယ်ဆိုတော့ကျွန်တော်ဝယ်ခိုင်းတာပေါ့နော် ော် rebound မလုပ်ရင်တော့ကျွန်တော်တို့မွဲခိုင်းမှာဆိုရမလို့ rebound လောက်ကဖြစ်တဲ့ကြောင့်ကျွန်တော်က recommend ပေးခြင်းဖြစ်ပါတယ်ပြီးပြီဆိုရင်ကျွန်တော် vinon second နေပါနေမဝဲပါနဲ့ပြီးပြီဆိုရင် trizla epic ကောင်းကြီးတို့ဒီ second ကထွက်ထွက်လာ လုံးဝလုံးဝမကြသေးတဲ့နေမှာပါတယ်ဆိုတော့ brother တို့အနေနဲ့ fighter player man နဲ့ဆိုရင် trizla epic ကတော့မရှိစရာအကြောင်းကိုမရှိတာကောင်းကြီးဆိုတော့ brother တို့နေ trizla လေးတော့ကင်ထားလိုက်โอเคเนาะကင်ညာရှိတာကင်လိုက်โอเคเนาะပြီးပြီဆိုရင်ကျွန်တော်တို့ဂျာတော်ခကြလေးကျွန်တော်ညွန်ပြီးသွားပြီဆိုတော့ khali epic လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် khali ကအခုချိန်ကြီးမတောင်ဝင်းနေသေးရဲ့လို့ကျွန်တော်ပြောဖို့ရတယ်ကျွန်တော် brother တို့အနေနဲ့ khali ကင်ရင်သေးတယ်ဆိုရင်လည်းပဲကျွန်တော်ဖုံရှူလို့ရမှာပဲဖြစ်ပါတယ်ဒီမှာတော့ဖုံရှူမှာမဟုတ်ဘူးသူကရေရှူမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ကသူကဖုံစားရေကိုပြောင်း ရှူလိုက်ပါပြီတော်တော်လေးကလည်းစက်တင်နဲ့ဖိုင်းပါတယ်ဆိုရင်တော့ OK လားကောင်းကြီးပြီးပြီဆိုတော့ဂရော့ဘီနိုနေပါလေးစိတ်မကူးနဲ့နော် OK လားမသိဘူးနဲ့ငင်းလိုက်ရလိုက်မယ်ဒီထဲကနေဗီနိုနေပါလေးက free ရတာအများကြီးပဲကောင်းကြီး OK လားပြီးပြီဆိုတော့ကျွန်တော်တို့ free ရ app လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် free ရအခုဆောက်ရဲမတာဝင်နေပါတယ်တော်တော်လေးလေးချဲနေပါတယ်ဟုတ်ပြီလားတော့မသိဘူးတင်ပါသူ့ရဲ့ရှင်းရင်နဲ့ဆောက်ဖက်ကိုရိုက်လိုက်မယ်ဆိုရင်လုံးဝ ပြပြားသွားပဲကောင်းပြီလုံးဝရှယ်ကြီးမိုက်ရင်ဆိုရင်ဘရာသာတို့အနေနဲ့ဒီ second ကတော့ Furia player တွေကလုံးဝဝဲကိုဝဲတင်တယ်ပြီးပြီဆိုရင် fighter player man နဲ့ Matter လည်းလိုက်ပြီးကိုင်းနေတယ်ဆိုရင်တော့ဒီကောင် Matter ဝင်နေတယ်ကျဲတယ်ဝဲတင်တယ်ဒါပဲကောင်းပြီ Okay နော်ပြီးပြီဆိုရင်ကျွန်တော်နောက်ထပ်ပါရှိအောင်မလဲလာပြီခင်ဗျာ Barrett Apple လေး Barrett Apple လေးကတော့ဒီမှာတော့ကျွန်တော်အနေနဲ့မြင်ရတော့ဝဲလို့ရနေတယ်ပေါ့နော်ဆိုတော့ကျွန်မဘရာသာတို့အနေနဲ့ဝဲလို့ရတဲ့ swing ကတော့ဝဲကိုဝဲစင်ခြင်းနဲ့ဘာလို့လဲဆိုတော့ထွက်ထားလာမှာနင်းနီးလေးရှိသေးတာဗျာလုံးဝ second အသစ်ဆက်ဆက်လေး ဆက်ကင်တဲ့ဆက်ဆက်လေးကမဝယ်ဘူးဆိုတော့ခေါင်းကြီးတို့တစ်ထပ်မိုက်တဲ့ကောင်မရှိတော့ okay လားအောင်မလို့ပြီးကြတော့ကျွန်တော် ban mode epic ပဲဖြစ်ပါတယ်ဒီ ban mode epic ကလည်းအာ ban mode ဆက်ကင်နေတဲ့မှာနောက်ဆုံးထွက်ထားတဲ့ဆက်ကင်လို့ပြောလို့ရတယ်ဆိုတော့ brother တို့အနေနဲ့ဒီဆက်ကင်လေးကလည်းနည်းရွေးချယ်စရာလေးတော့ဖြစ်မယ်ဒါပေမဲ့တခုရှိတာကကျွန်တော် ban mode က meta လေးတော့နည်းနည်းပျောက်နေတယ်ပေါ့နော် ban mode ကင်တာမျိုးတိတ်မရှိသေးဘူးဒါပေမဲ့လည်းကျွန်တော်တို့သိရမလား method မမဟုတ်ဘူးဆိုရင်တော့ easily handle လို့ရပါလေရ l okay ပြီးပြီဆိုတော့နောက်ထပ်တစ်ခု ကျွန်တော် ADS blessing ပဲဖြစ်ပါလေကျွန်တော်အမြဲပြောနေကြတဲ့အတိုင်းပဲ blessing ကိုကျွန်တော် recommend မပေးပါဘူးဒါပေမဲ့အခုက refund လောက်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်ထက်ကနည်းနည်းမိုက်နေတယ်ပေါ့နော်ဆိုတော့မို့ ADS player လည်းဖြစ်တယ် diamond လည်းအများကြီးမသုံးနိုင်ဘူးဆိုရင်ကျွန်တော်ဒီ blessing skin လေးကိုကင်လို့ရအောင် okay လားကင်ထည့်လိုက်ဘာလို့လဲဆိုတော့ အဲ refund လုပ်တာလေးကကျွန်တော်တို့ပုံမိုက်တယ်ပေါ့နော်ဆိုတော့ကြောင့်မို့ ads second လေးကိုကင်ထားတင်ပါလေခင်ဗျာကဲပြီးပြီဆိုရင်ကျွန်တော်ဘာတွေ recommend ပေးခြင်းနေလဲဆိုတော့အဲဒီမှာ ruby special second လေးကောင်းအောင်ကြီးလို့ဒီ ruby special second လေးကထွက်ထားတာမကြသေးပါဘူးဆိုတော့ brother တို့အနေနဲ့ second အသေးဆက်သက်လေးကိုကင်ရင်နေဆိုရင်ဒီ special second လေးကိုလည်းနည်းနည်းကင်လို့ရမယ် okay လားမသိဘူးအဓိကကင်ညာရှိတာကင်လိုက်ကောင်းမျိုး okay နော်ပြီးပြီဆိုရင်ကျွန်တော်ဆက်ကြည့်မယ် halloween barrett halloween second လေးကြိုက် စွန်းကြိုက်တယ်ကောင်မျိုးဆော့ဝဲကြိုက်တယ်ဆိုရောဘလားတို့နေဒီ second လေးကလည်းဝယ်သိနေမပါတယ် okay လားတော့မသိဘူး okay okay ပြီးပြီဆိုတော့ကျွန်တော်ဆက်ပြီးကြည့်မယ် MPL second လေးမစိုးဘူးမစိုးဘူးမစိုးဘူးအဲဒီမှာကျွန်တော်အမြဲတမ်း recommend ပေးနေဒီမှာဆော့ဝဲဆောက်ထားကြတဲ့ second ကျွန်တော်တို့ Leo မော Leo မောကအခု meta မှာတော့နည်းနည်းလေးတော့ပျောက်နေတယ်ဒါပေမဲ့လည်းဒီ second ကကျွန်တော်တို့အမြဲတမ်း fine နေဘာလို့လဲဆိုတော့ဆောက်ထားကြသွန်းရှိုးလက် brother တို့ကျွန်တော်ဆောက်ဖို့ပြောရလား brother တို့ရှိုးလက်ဆောက်ထားဆောက်ဝဲကြ okay နော်ဟုတ်လားဝယ်သိနေတယ်မှာပါတယ် ကဲကျွန်တော် fighter player တွေတော့ကျွန်တော် recommend ပေးရမယ်ဆိုရင်ဒါပဲလို့ကျွန်တော်ပြောရမယ်ဗျာတခြားစက်ကင်တွေကကျွန်တော်စိတ်ထဲမှာပုံမလာဘူးဆိုတော့ brother တို့အနေနဲ့ကျွန်တော်ပြောတဲ့စက်ကင်လေးတွေကိုတော့တေချာလေး try ကြည့်လိုက်တာပို့ပြီးတော့ကောင်းမယ်ပေါ့နော်